ပရိစ္ဆသမုပ္ပါဒ်နဲ့ခန္ဓာနဲ့ဟာအတူတူနော်ခန္ဓာကြီးဆက်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 ဖြစ်နေတာကိုပရိစ္ဆသမုပ္ပါဒ်လို့ခေါ်ကြအဲ့ဒါကြောင့်ပရိစ္ဆသမုပ္ပါဒ်တရားခန္ဓာတရားမဖြစ်ကြပါစေနဲ့လို့ဆိုတဲ့ဥစ္စာကိုဘုန်းကြီးကသတိပေးလိုက်နော်ဒါရင်သတိပေးလိုက်တော့ကိုအခုတရားဟောတယ်ဆိုလို့ရှိရင်ဖြင့် ဂရမရာတရားသံလေးရှားကြတယ်ဆိုတော့ရှားစိတ်ကလေးတော့ပေါ်လာပဲရှားစိတ်ကလေးပေါ်တယ်ဆိုတာပြိဿာသမုပ္ပါအစပဲသာမှတ်လိုက်ရှားစိတ်ကလေးပေါ်လာအစပဲဆိုတာမှတ်လိုက်တော့ဩသောတင်္ဆပရိစ္ဆသတ္တေသဥပ္ပယတိသောတဝိညာဏံဆိုတဲ့သောတဝိညာဉ်စိတ်ကလေးစဖြစ်တယ်လို့မှတ်လိုက်တာ။ဩော်ဒါဖြင့် ပရိစ္ဆေမုပ္ပါဆိုတာဒကာရမတို့မိမိတန်တာမှာဖြစ်ခြင်းစစစစဖြစ်တာဆိုတာကိုလို့မှတ်ထားတယ်။အဲ့ဒီရားစိတ်ကလေးဖြစ်ပြီးတဲ့အခါကြားလို့ရှိရင်ဖြင့်ကောင်းတယ်ဆိုတာလေးဟာလဲနောက်ကလိုက်ခင်လိုက်လာတာမလိုက်ဘူး။အဲ့ဒီလိုက်လာတော့ဩဒါကရားစိတ်ကလေးဖြစ်လို့ကောင်းတယ်ဆိုတဲ့ဆိုတာဝေဘာနဲ့အဲတဏှာလောဘလေး ပေါ်လာတာပဲဒီလိုရင်းနဲ့ပေါ်လာတတ်တယ်။တနည်းအားဖြင့်ကြားလို့ကုသိုလ်ဖြစ်တိုင်းနဲ့ပေါ်လာတတ်တယ်။အဲ့တော့ကြားစိတ်ကတော့အစပဲဆိုတာတော့ညင်းနေဖို့မလိုတော့ဘူး။အဲ့ဒီကဲတော့ဥမန္တသံလေးကြားလိုက်။ငင်ကြားသေးတဲ့ပင်နဲ့ထဲခင်းတဲ့စိတ်ကလေးနောက်ထပ်ပေါ်လာ යි ။ဟောဒါဖြင့်ကြားစိတ်ကလေးကပြိဿသမှုပါအစပေါ့ဗျာ။အဲခင်းတဲ့စိတ်ကလေးကကြားစိတ်ကလေးချုပ်ပြီးနောက်ထပ်ပေါ်လာ။ ပေါ်လာဘူးအဲ့တော့ပြိစ္ဆာသမုပ္ပါဆိုတာတရားဓမ္မလို့စာထဲမှာရှိတာလားခန္ဓာကိုယ်ထဲမှာအခုအကြောင်းတိုက်ဆိုင်လို့ပေါ်လာတာဆိုတာလားအကြောင်းတိုက်ဆိုင်လို့ပေါ်လာတာကိုဆိုတယ်လို့မှတ်ထားပါနော်။ကောင်းပြီဒါဖြင့်ကလေးသံလေးကြားလိုက်လို့မိမိချစ်ခင်လေးမဲ့တဲ့ကလေးသံလေးကြားလိုက်တဲ့တွေ့ကြားစိတ်ကလေးစပေါ်တာပြိစ္ဆာသမုပ္ပါအစား ဓာတ်ရိတ်ကလေးပေါ်ပြီးနောက်၎င်းရာဇကလေးအတင်းနှစ်စဉ်ချုပ်သွားစကိတ်တက်ကတင်းနှစ်စဉ်ချုပ်တာပဲချုပ်ပြီးကလာသည်ကြားတဲ့စိတ်ကလေးနောက်ကနေပြီးကလာအင်းငတ်သားလေးပါလားငတ်သားလေးငုံနေတယ်ဆိုတဲ့ငတ်သားလေးဆိုတဲ့တဏှာဒိဋ္ဌိလေးကပေါ်လာမင်းတဏှာဒိဋ္ဌိလေးနဲ့ဒီဒကာဓမ္မတွေနေပြန်တာပဲကြားစိတ်ကလေးကတော့ချုပ်သွားပြီနော် အဲ့တော့တဏှာပေါ်လာပြီးဒီကာလဒါငါမကွာပြီးပွင့်ချမှု